ချစ်ခင်ရပါတော့မိတ်ဆွေများ အားလုံးကိုကျွန်တော်တို့ရဲ့ညွေဦး Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာကြီးဆရာဆရာထုဆွေအောင်ဤစာလုံးရေးစဆိုတဲ့ဘာသာဝတ္ထုစာအုပ်ကိုအပိုင်း6နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာကိုသေးလေးကလည်းဦးရဖာရဖြင့်ဟာကိုရဲကြီး ဘဲဘက်မျိုးလုံးတဲကိုငြုတ်သီးဝင်ရင်ညာဘက်ချီမညာဘက်ဆိုရင်ဘဲဘက်ချီမကိုရေလောင်းရတယ်အခုဘဲဘက်ကိုဝင်သွားလဲနှလုံးစလုံးအာကမ်းပါပြီဗျာလောက်ကြပါဦးဟောဗျာဇုံလုံးဝင်ရင်ဘယ်နေရာကို ရေလောင်းရမလဲမသိဘူးကိုမနေ့ကအပြေလွှားဖြင့်ရေဖလားကိုယူလာပြီးမျက်စီပဲဝင်တာမျက်စီကိုပဲဆေးရမှာပေါ့ရော့ဒီမှာရေပြည့်နဲ့ဖလားပြောပြောဆိုဆိုဖြင့်ရေဖလားတဲ့သူ့ကိုရဲကြီးဤမျက်နာကိုနှိပ်၍ မျက်လုံးကိုရေထဲတွင်ဖွင့်လိုက်ပိတ်လိုက်လှုပ်ခိုင်းစဉ်ရေတပုံးကိုဆွဲလျက်တီတိုတယောက်ဥရဖာရပြေးလာရင်ဟာကုမနဲ့အဲ့ဒီဖလားကကျွန်တော်အတွင်းကံဘောင်းဘီကိုဖုတ်ဖို့အတွက်ဆက်ပြရည်တွေထည့်ပြီးစိန်ထားခဲ့တဲ့ဖလားကြီးရော့ရော့ရော့ဒီမှာရေပုံးအုံမလေးငါ့ကိုကန့်အောင်လှုပ်ကြတာငါ့ကိုကန့်အောင်လှုပ်ကြတာငါမျက်လုံးတွေပူပြီးတောင်ဆက်လာတယ်လို့ပဲကြည့်ကြပါဦးကြာ ကိုရဲကြီးဤကောင်ကိုရေပုံတဲသို့ဆွဲ့နေရင်ကိုမနေနဲ့တီတိုးတို့အလုရှုံနေကြသည်တို့ပါတော့လဲကျွန်တော်ကဘာကုမဂယုမပြုမိတော့ပါမမလိုင်းဟိုသည့်အတန်ကကျွန်တော်နာစီကိုရိုက်ခတ်တုံဟီးသွားလိုက်ကြဲကအရာရာကိုမေ့လိုက်ပြီးလစ်လျူရှုလိုက်ပြီးဖြစ်သလိုကျွန်တော်ရင်ကုန်တန်းတစ်ချက်တိုင်းအလွန်တရာတိမ်မွေ့နှဉံသောကျွန်တော်နှလုံးသားမှစီးကြကြကြထွက်ပေါ်နေသည့်အတန်ကမမလိုင်းမမလိုင်းမမလိုင်း ဩခက်ပဲခက်ရကြည်ရဲ့အမိအဖတို့ကိုအတုံးအလဲ့ပြွ၍လှုပ်ကြွေးခြင်းဒီသာလျှင် မင်္ဂလာတရားတော်နှင့်အညီလူနှက်ပြင်းမသရဝါအပေါင်းတို့နှစ်သက်ဝမ်းမြောက်ကြည်နူးချမ်းမြေကတာရုခေါ်ကြယုံမကပြစ္ဆုတ်ပံတန္တရာနှစ်ဖြာ၌ခတ်သိန်းတော်ကြည်ဝါချမ်းသာ ကောင်းကျိုးမင်္ဂလာအဖျားဖျားအပေါင်းတို့ဖြင့်ပြေဝရတံဟူသောအတိတရားများက ကျွန်တော်နှလုံးသားကိုတန်မိုနှက်၍ဝတ်ဥစုတ်ကရွိုင်းခေဆောထားတဲ့ကဲ့သို့ မြင့်မြန်စွာဆွေးမြဲနေပြီ။တို့တဲ့ကြောင့်သူနာတမထုံကိုနှလုံးမူ၍အမိအဖတို့ကိုလှုပ်ကြွေးသမှုပြုပေတော်အံ့ဟုသောတန်ဋိဌာန်ချက်ကပြက်ပြက်သားသားဆုံးဖြတ်ထားခဲ့ပြီးလေပြီ။ချမပိသားဆုံးဖြတ်ချက်ကိုမရိပ်မရန်ခိုင်မြဲစေရန်အတွက်သူမရှိသောဤမြေလွာပေါ်သို့ကျွန်တော်ဤခြေမချခင်အမိအိုင်းလေရင်ပေါ်ကလေးကကျွန်တော်နှလုံးသေးပွဲမကအသက်နှင့်ထပ်တူမြန်နှုတ်ခဲ့ရပါသောသူမကိုကျွန်တော်နှလုံးသားမြေပြင်တွင် ရင်းနေနဲ့တူး၍မြုံနံကားသရေကယ်ပြီးပြီးမဟုတ်လားတို့တို့ကြောင့်မမလိုင်းဟူသောတန်စင်ကိုကျွန်တော်နာမတော်၎င်းနှလုံးသားရင်သာမကကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးမှာမကြားခြင်းပါမကြားလိုပါအယောသားဆုံးခံရပါလျင်လေတို့အမည်နာမကိုလုံးဝမကြားဝင်ကြောင်းပါယခုတော့အချင်းအောင်ဆောင်နေသည့်ကျွန်တော်နှလုံးသားလေးကိုဖနောင်းနှင့်ပေါ့၍ရက်ဆက်စွာဖြင့်အနုခံလိုက်ရသလိုလန်နိုး၍သွားခဲ့ရပါပြီ။ ငယ်ငယ်ရွယ်ရွယ်နုနုနဲနဲလူပြောပေါ်ဝင်စတွင်စတင်အမြင့်တွေ၍ပွင့်လန်းလာခဲ့သည်အချစ်ပန်းကောင်လေးတပွင့်ကိုရရဆက်ဆက်လူမဆန်စွာဖြင့်ပန်းကောင်အညွင့်ချိုးသွားခဲ့သောမမလိုင်ကိုဘုဒ္ဓံဒီတပိုင်းမိမယံကြီးဟူ၍တော်၎င်းအသေးစားကဝေမာကြီးဟူ၍တော်၎င်းဖန်းစားရသောဖုတ်ပြိတ္တာဒစေတရေမဇုံမာကြီးဟူ၍တော်လဲမခေါ်ရက်ပါမမလိုင်ကြောင့်ကျွန်တော်ယောက်ျားသိက္ခာမမနာအာလုံးနဲ့တကွ ဘဝတစ်ခုလုံးမှာတန်ကူကွန်ကရစ်ပေါ်သို့ဥဒလုံးကို ပြခွင်းလိုက်ပြီးသကာလဆယ်ပိန်ကနဲ့တနေချင်းခံထားရလိုက်ရသလိုအဖက်ဆယ်မရအောင်တစစီကျိုးပေးခဲ့ရပါပြီတစစီကြည်မွခဲ့ရပါပြီတစစီဖတ်တနီလန်ခဲ့ရပါပြီငယ်ရွယ်သူတဘာဝမှာစတင်ကရေတောင်မြစ်ချခဲ့ရသည့်အချစ်အညွန့်အဖူးလေးကိုချွေအခုခံလိုက်ရလို့မြောက်ကိုဓာတ်လိုက်တဲ့ကဲ့သို့ ချက်ပြတ်လူရင်ဆော်ဒီယာမရအောင် တုံလို့ခြောက်ချခဲ့ရဘူးပါသည်လူနဲ့မမြအောင်ရရှိခဲ့သည့်အချစ်ဒဏ်ရာဒဏ်ချက်တွေကြောင့်ဖြစ်လို့ရဖြစ်ပါစေတော့ဘဝကို ရေစုံမြောင်းမယ်ရေသာခုမယ်အချောင်လိုက်မယ်အထိစိတ်ကို ပိုင်ဖြတ်ခဲ့ပါတော့လဲအတိတ်ကိုအတိတ်မှချမ်းအနာဂတ်ကိုမစင်စားနဲ့ပြစ္ဆုတ်ပံကိုတက်တက်ရှုဟူသောတရားရည်အမြတ်စေကိုတိုက်ကြွယုံမကတဝဲချင်းတလုံးလုံးကုန်သည့်အထိစေရနာထက်သန်စွာဖြင့်စီယုံတိမ်တွင်တရားပြခဲ့သော ဘာဖုန်ကြီးဥဒုမနာဤမဟာကရုဏာတော်ကြောင့်တော်၎င်းမနိုင်ရင်စင်ကာပူကို ပို့လိုက်ဒီရောက်ပြည်လို့ကတော့ကိုအိမ်ကိုရာကိုနိုင်ငံကိုလူပြန်ရောက်မလာရင်တောင်ရော့ကျင်းငွေတော့အပြည့်အဝရအောင်ဒါဝင်ယူပေးမယ်ဆိုသည့်မြစ်တာတော်အနန္တဖြင့်အချွင်နှင့်မခဲ့သည့်ရွာတော်ပိုင်းကအကိုဝမ်းခွဲဖုတ်တန်လုံးဤတူနိုင်ရှင်လို့မရသောဥပိ္ပခာတရားများကြောင့်ကျွန်တော်ဘုတော့ဘိုင်ကောက်ကြောက်ဖြစ်ဖြင့်စင်ကာပူကိုရောက်လာခဲ့ရသည်မဟုတ်ပါလားခမညာ ယခုတော့ဒီငိန်စားပြွင့်နေသည့်ကျွန်တော်နှလုံးသားကံရည်ပြင်ကိုဆူနာမီရိုက်ခတ်လိုက်သလိုဖယိုဖယဲဖြစ်သွားအောင်အစပြန်ဖို့ပေးသူကကိုအသေးလေးမဟုတ်ပါလောလေတူထဲတွင်ချမှတ်ခဲ့သောကျွန်တော်ဆုံးပြချက်ကိုလေတူထဲမှာပင်လွင့်ပြောက်သွားအောင်လူမဆန်စွာပြုရက်လိုက်သူကလည်းကိုအသေးလေးမဟုတ်ပါလောကိုအသေးလေးကနိုင်မည်နဲ့လူတထထဲကြားလောက်အောင်ပိန်လိန်သေးသောခန္ဓာကိုယ်သာရှိတော်လဲအရက်ကတော့ငါးပေမပြည့်အသက်ကရေဆက်ချရာတော်မြည်အရွယ်ရောက်နေတော်လဲ မျက်ခွက်ကကလေးမျက်ခွက်ကလေးအမှတ်တမဲ့သာကြည့်ပါကမူကြိုချောင်းကထွက်ပြေးလာတယ်လို့လေရင်ပြန်ခိုစီးပြီးစင်ကာပူကိုရောက်လာတယ်လို့ခက်ညက်ညက်ခက်သေးသေးကလေးသာသာလေးသာရှိသည်ယခုလည်းကျွန်တော်ကိုစိတ်နှလုံးသုံးပါးစလုံးကိုဘုံခွဲဓာတ်လိုက်မူကြိုအပြစ်ခံလိုက်ရတယ်လို့ဖြစ်သွားအောင်မဆာနာမငဲ့ွယ်ဖဲညတာမှုကင်းမဲ့စွာဖြင့်ပက်ပက်ဆက်ဆက်ပြောခဲ့ပြီးနောက်တစ်ချက်မျှပင်ကျွန်တော်ကိုလက်မကြည့်တော့ပဲဘာမဟုတ်သည့် မဲမဲတဲတဲဝါဝတော်တော်ကြီးကရေပုံနဲ့ခေါင်းဆိုင်လိုက် ပြန်ပေါ်လိုက်လုံနေဒီကိုငေးကြည့်နေပြန်သည်သူကိုကြည့်ရင်ကျွန်တော်ဤဒေါသများငယ်ထိတ်အထိရောက်လာသဖြင့်သူ့ပခုံးကိုဆွဲပြီးကျွန်တော်ဘက်သို့လှည့်လိုက်ရာကျွန်တော်လက်တွင်သို့ဆွေကနေပါလာ၍မျက်နှာချင်းဆိုင်ဖြစ်သွားပြီးနောက်ကျွန်တော်အကြောင်းကိုအတွင်းသည့်အစင်းသည့်ဖြစ်တယ်ခမားကအခုတော့ရရဆက်ဆက်ကျွန်တော်မချားကျင်တဲ့စကားကြီးသုံးဝင်းကို ပြောရတယ်ဗျာကိုသေးလေးက မျက်လုံးလေးပေကလပေကလဖြင့်ကျွန်တော်ကမော့ကြည့်ရင်စကားကြီးသုံးဝင်ဟုတ်လားငါငါပြောတဲ့အထက်မှာစကားကြီးသုံးဝင်ဆိုတဲ့စကားလုံးလုံးဝမပါဘူးလေကွာအာဒီအာဒဦးချောင်ချောင်လွန်နေတော့သူ့ပုံမှန်အရာကျွန်တော်တို့သားများကဒီဂရီတို့လာပြီးသူ့ပကုန်းနှစ်ဖက်ကိုတင်းတင်းဆိုရင်မမလိုင်ဆိုတဲ့စကားကြီးသုံးဝင်လေဗျာအဲ့ဒါကိုကျုပ်လုံးဝမကြားချင်ဘူးမင်းကလည်းကွာမကြားချင်တာများအေးအေးဆေးဆေးပြောလို့ရပါတယ်ဆွဲလာယုံလာနဲ့လွတ်ဆန်းပါဦး မလွတ်နိုင်ဘူးကြုံမကြခြင်းတဲ့ဇကားကြီးသုံးဝင်ခမရဗဇက်ကထွက်ပြီးတဲ့နောက်တော့ဆက်ပြောရမှာပဲကဲပြောသမအောင်မမလိုင်ပဲမှာလဲမမလိုင်ဘာလုပ်နေလဲမမလိုင်ကြီးစားရပြီးပြီလားမမလိုင်အင်အောင်ကြပြီလားမမလိုင်ကကျွန်တော်အကြောင်းကိုမေးသေးလားမမလိုင်ကဘူတောက်ကိုသေးလေးကငဲတန်ပအောင်အော်ဟစ်လိုက်ပြီးမှမင်းမင်းကြီးတွေကအဲ့ဒီလောက်ကြီးများနေတော့ငါဘယ်ကစပြောရမှာလဲဟာ ပြောကျင်တဲ့နေရာကစပြီးပြောဘယ်နေရာကစပြီးပြောတဲ့လဲဆိုတာအေးအေးဆေးဆေးထိုင်စဉ်းစားပြီးမှပြောရောက်တော့ဆိုဆိုကျွန်တော်ကသူ့ပခုံးမနေမရွေးသူ့နောက်ရှိကလတိုင်းပေါ်သူ့မတင်ပေးလိုက်ရာသူကစိတ်ကနေမြောက်ပါလာပြေးနောက်ကလတိုင်းပေါ်သူ့ဝက်ကနေအကြအာကနေអော်၍ရုံကံပါတော်လဲကျွန်တော်ကလုံးဝလွတ်မပေးပဲသူ့ပခုံးကိုအတင်းဖိ၍သူ့ကိုလှုပ်ရမ်းရင်ခမည်းစခဲ့တဲ့ဇလံဆုံးအောင်ပြောရမယ်။ကဲဘယ်ကနေစပြီးပြောမလဲ ကိုသေးလေးကတအားယုံခံရင်ငတ်ငတ်ဖင်အောင်ငတ်ငတ်ဖင်အောင်ဟုပြောလိုက်တော့ခါကျွန်တော်ဒေါ်သာမြားကထိမရအောင်ထွက်သွားပြီးကြမ်းကြမ်းတမ်းတမ်းဖြင့်သူ့ကိုလှုပ်ရရင်ကျွန်တော်နှလုံးသေးပွက်လောက်မြန်လို့ရတဲ့သူအကြောင်းကိုခမားဖင်အောက်ကနေစပြီးပြောမယ်ဆိုတော့ရိုင်းလာကြည့်တာကိုအသေးလေးသူ့လက်နှစ်ဖက်ကိုလှုပ်မရအောင်ကျွန်တော်ကချုပ်ထားသောကြောင့်ခေါဆဲစားသည့်ဒူလောက်သာရှိသောသူ့ခြေနှချောင်းနှင့်ကျွန်တော်ကိုကန်ရင်းငိုကြီးချက်မှဖြင့် လူရုပ်မှာငတောက်ငါဖင်အောင်မှာငရုတ်သီးပိတ်အချင်းပကံကြီးကြီးကြွက်ကြသွားလို့ငါဖင်စုနေပြီဟဲ့လူရုပ်မှာရဲ့ဟုတ်မြေရည်လေရွယ်ဖြင့်အော်ဟေးလိုက်မှသာကျွန်တော်လည်းအံအသင်သွားပြီးသူ့ကိုလွတ်ပေးလိုက်သည်နှင့်သူကထိုင်ရာမှထား၍မြောက်မိခဲနေမိသလိုဆွေးဆွေးခုံနေခြင်းတွင်ကျွန်တော်ကဂလတိုင်ပေါ်သို့ကြည့်လိုက်သည်ဟုတ်ပါသည်သဝဲကွန်ကိုကျွန်တော်လက်သည်ဖြင့်ထုလိုက်ခြင်းကမြောက်တက်သွားသောငရုတ်သီးအချင်းပကံကသူ့အထက်ရှိငရုတ်သီးအချင်းစိန်များကို ကိုရဲကြီးဤမြက်ခွက်ပေါ်သို့ပက်ဖြန်းပေးပြီးနောက်ဒါဝင်ကြီးစွာဖြင့်ကရထိုင်ပေါ်တွင်နေရာယူထားပြီးဖြစ်သည်ဒါကိုကျွန်တော်မမြင်ပဲကိုသည်လေးကိုဆွေကနေမြောက်၍ထိုကရထိုင်ပေါ်သို့ဆောင်းချလိုက်တော့ကငရုတ်သည်အချင်းများထည့်ထားသည်လက်ဖက်ရည်အချိုပကံဤအောက်ခံပကံများသည်ကိုသည်လေးဖင်ဤဒဏ်ကိုမခံနိုင်ပဲကွယ်ကြီးသွားခဲ့လေပြီသည်ဘုဒ္ဓဝါစာဘဘလာဝါစာများကိုအပါအယရေရွက်လျက် ဘုသေးလေးတယောက်ဆွေဆွေခုံဒီကိုကြည့်ရင်ကျွန်တော်ကသနာသွားမိ၍မှန်းဒီဘက်ကိုလဲစမ်းပါခမည်းဖင်ကိုပကံကွဲတွေစူးသွားလာကြည့်ကျင်လို့ဘာကွာစိတ်သွားတိုင်းကပါထင်ရတွေဆွတ်လုတ်တဲ့မင်းရဲ့မျက်ခွန်းနဲ့ငါဖင်နဲ့မတန်ဘူးငါအသားကိုလည်းမထိနဲ့ငါဖင်ကိုလည်းမကြည့်နဲ့လူယုံမာရဲ့ခုရေရွေရင်လက်ကားရခြေကားရဂုံဂုံကွားကွားဖြင့်ဘာမှမသိသည့်တိုက်ပွဲများနှင့်ဟန်ရေးပြရင်ကျွန်တော်ကိုထုံးနေရန်ပြင်နေသောကိုအသေးလေးဤဖင်ကိုကိုမနေ့က ရေပလာနှင့်ဘုံကလေးမြေအောင်လှမ်းပက်လျာအငိုက်မိသွားသောကိုသေးလေးကအာကနေမြေအော်ရင်အလန်တကြားဖြင့်ကိုမနေကိုလှဲကြည့်ကကိုမနေခမရပါဒါပါလုတာလေဟိုခမရရဲ့ဘောင်းမိကိုငရုတ်ရည်တွေစွန့်ကုန်မှာဆိုလို့အဲ့ဒီလိုခမရနဲ့တော်တဲ့ကလေးဝဲဘောင်းမိမျိုးကလည်းအရှာရခတ်တယ်ဟုတ်အဲ့ဒီဖလားထဲမှာတီတုအတွင်ကန်ဘောင်းပြီးစိန်ထားတယ်လေ။ဟိုခမရကလည်းအယူမသေးပါနဲ့ အဲ့ဒီဖလားတဲကရင်နေကိုရဲ့ကြီးမျက်စိတောင်ကျင်းပြီပြီဟုတ်ကိုသေးတဲကသူ့ခြေတော်နားတွင်ကြနေသောလိန်ကျင့်နေသည့်အတွင်ခံပေါင်းမိကလေးကိုဖနက်ဦးဖြင့်ထိုးကြည့်ရင်ဟာကြည်စမ်းပါဦးခရကိုတိုင်းမိချောင်းတစိ့အတူအတွင်ခံပေါင်းမိကလည်းဘာအယောင်မှမသိတော့အောင်ဂျွတ်တက်နေလိုက်တာများလက်နီးစိုးလောက်တော့မပြောင်ရောင်ဘူးအဲ့ဒီယောဂပေါင်းစုံနဲ့ပေါင်းမိအစုပ်စိန်ထားတဲ့ရင်နဲ့မှကျုပ်ကိုပက်ရသလားကဲဟာကဲဟာ အတွင်ကံပေါင်းမိကိုအညိုတကြီးဖြင့်ဖဏောင်းနှင့်ပေါက်နေသောအခါဤတို့မျိုးလုံးပြူသွားပြီး အသေးလေးကိုဆွဲရင်မစီမဆိုင်ဘာကိစ္စနဲ့ကျုပ်ပေါင်းမိကိုဖဏောင်းနှင့်ပေါက်နေရတာလဲဒီပေါင်းမိကဣတလီမိတ်အစ်စ်စ်ပေါင်းမိဗျဒါမျိုးခမရဝယ်နိုင်လို့လားအော်မာငါဖဏက်ကလည်းဥရောပမိတ်စကချာတစိ့ဂွန်းတို့ဖဏက်စစ်စစ်ကြီးပါဟာငါဖဏက်နဲ့နင်းလို့မင်းပေါင်းမိဂုံမငယ်ပါဘူး ဖုတ်ဖွေကျင်နေတဲ့နင့်ပေါင်းမီအစုပ်ကြီးနဲ့အထက်ကပူတွေကတော့စကချာဖနက်အသေးကြီးနဲ့အနင်းခံရလို့ဂုံတောင်ယူကြအောင်မယ်။ဘာ?ဘာပေါင်းမီဆိုကြီးလဲ။ဒီပေါင်းမီကတခါမှမဝတ်ရသေးတဲ့အသည့်ဆက်ဆက်ကြီးမဝတ်ခင်တရေလောက်လျှော်ခြင်းလို့စိန်ထားတာ။ခမရမျက်လုံးကိုဖြဲပြီးတော့တေးသေးချာချာကြည့်အောင်ကျုပ်ဒေါသထွက်လာရင်မလွယ်ဘူးနော်။ခမရဒေါကာကြမအသေးလေးလဲ။ သူအားရပါရတနင်းထားသောဘောင်းမီပေါ်မှဆင်း၍ဘောင်းမီကိုတလက်ဒီတို့ကိုတလက်ကြည့်ရင်ဒီဘောင်းမီကအသစ်ဆက်ဆက်ဆိုတာတကယ်နော်ဘာပူးမှလည်းမရှိဘူးနော်မုတ်ဆင်မွေးပရပြင်းနဲ့ငပြင်းမရေထိုးထားသလိုတင်းမှပြောင်းလဲနေသောဒီတို့ဤမျက်ခွေကြီးကဘီယာကုံသားသဖြင့်ဖြစ်ညစ်ခံထားရသောဘီယာဘူးကွင်ကဲ့သို့တွင်လင်းရှုံတွနေသောကိုသေးလေးဤမျက်နာနာသို့ကပ်သွားပြီးဘာပူးရှိရမှာလဲကျုပ်မှာဘာပူးရှိရမှာလဲ ပြီးခဲ့တဲ့3လလောက်ကကုမ္ပဏီမှာတက်တန်းထပ်တိုးဖို့အတွက်စစ်စစ်သွေးစစ်ရမယ်ဆိုတော့မျက်နှာငယ်လေးနဲ့ခမည်းကျုပ်ကိုလာပြောတာမှတ်မိသေးလားဒီတို့ရဲ့မင်းနဲ့ငါကသွားအတူတူလာအတူတူစားအတူတူလှုပ်အတူတူကိုင်းအတူတူအားလုံးအတူတူပဲမို့ဘဝတူတွေပါကွာမင်းကလည်းအဲ့ဒါကြောင့်စစ်စစ်သွေးစစ်မဲ့ကိစ္စကိုမင်းအရင်စစ်ပါမင်းစစ်စစ်တာအောင်ရင်ငါလည်းအောင်ပြီးသားမို့လို့စိတ်ချမ်းသာလက်ချမ်းသာနဲ့နောက်မှစစ်ပြရစီဆိုပြီးလာပြောခဲ့တာလေကျုပ်စစ်စစ်တာအောင်တော့ ငါတို့လည်းအောင်တော့မဟိတ်ဆိုပြီးဝန်တာအာရကြီးထကားတဲ့အထဲမှာခမည်းနဲ့ကိုမင်းကအဆိုးဆုံးမဟုတ်လားအခုမှသူတော်ကောင်းရောင်ဆောင်ပြီးဟိုပိုးဒီပိုးတွေလာပြောမနေနဲ့ကျုပ်နောက်ထပ်အစ်စ်ရထားတဲ့ဖုန်းနံပါတ်ခမည်းတော်ကိုမပေးတော့ဘူးမှဟွန်းတို့တို့ကပြောနေသည့်စကားကြီးအိဗန်ကိုကျွန်တော်ကနားမလဲမယ်လို့မှနားလည်နိုင်စရာအကြောင်းကလည်းမရှိဘယ်နဲ့ဗျာစစ်စစ်တဲ့ကိစ္စတယောက်အောင်တာနဲ့ကျန်တဲ့သူတွေလည်းအောင်လိမ့်မယ်ဆိုတာဘယ်လိုကြီးပါလဲ တို့ပါတော့လဲအပြည့်အဝနားလဲသဘောပေါက်ပုံရသည့်ကိုမင်းနေနဲ့အသေးလေးကတော့တယောက်ကိုတယောက်လှန့်ကြည့်ရင်ကိုအသေးလေးကပြူးပြူးပြားပြားဖြင့်တီတို့တီတို့စိတ်မဆိုးပါနဲ့ကွာငါတောင်းမှမှာလေကွာငါတို့တွေအားလုံးအရင်လိုအားလုံးအတူတူပဲပေါ့နော်ဖုန်းနံပါတ်ကိုလည်းငါကိုပေးဦးနော်မင်းရဲ့ပေါင်းမိကိုပြန်ထားပေးမယ်နော်ကိုအသေးလေးကပြောပြောဆိုဆိုတောင်းတောင်းမှန်မှန်ဖြင့်တီတို့ကိုမျက်နှာလုံးအားရလုံရင်သူ့ခြေထောက်ဖြင့်တန်းနေထားသောပေါင်းမိကိုကောက်၍ရော့ကုန်မနဲ့ ဟုဂုမနဲစီကိုလှမ်းပေးလိုက်တော့ခါဂုမနဲကလည်းထိုပေါင်းမိကိုလှမ်းဖမ်း၍ကိုရဲကြီးရှိရှိရေပုံးထဲသို့လှမ်း၍ပြစ်ထက်လိုက်သည်ဆလီလမတီဗီလောက်ကြီးမားသောခေါင်းကြီးကိုမိုးပေါ်သို့မော့၍မြေဝင်းဆောင်ကိုဖွင့်လုံးမဲ့တုံလုံနေသောကိုရဲကြီးကတော့သူ့ဝေဒနာမှတပါအခြားအရာများကိုအာယုံပြုမိပုံမရတော့ထို့ကြောင့်သူ့မျက်လုံးနှစ်ဖက်ကိုလက်နှင့်ပွတ်တပ်ပြီးနောက်သူ့ရှိရှိရေပုံးထဲသို့သူ့ခေါင်းကြီးကိုဆိုက်ချလိုက်သည်မှလည်းလင်းမြန်လွင်း၍ ကျွန်တော်လှမ်းဆွဲလို့ပင်မမေလောက်အောင်နောက်ကျခဲ့လေပြီဒီစင်ကာပူစံတော်ချိန်မနေ့9နာရီခွဲမနေ့စောချီကျွန်တော်ကိုနှိုး၍ညနာသစ်သွားတိုက်ပြီးနောက်အသင့်ပြင်ထားသောခေါ်ဆွဲပြုတ်တထုပ်နှင့်ကော်ဖီမြစ်တစ်ခွက်ကိုစားတော့ပြည့်ယုံရှိသည်ဖုံးဆဲ၍ခေါ်လိုက်သောဝင်ကောတစီရောက်လာသည်ကျွန်တော်ဆင်းရဲမိလိပ်စာကိုတိတိကျကျကားဒရိုင်ဘာကိုပြပြပြီးနောက်ကျွန်တော်လက်ထဲသို့ဒေါ်လာ20ထည့်ပေးပြီးအိမ်များကိုကားပေါ်သို့လင်းမြန်စွာတင်ပေးကငါလက်ကလွတ်ပြွတ် တိုင်ချိုးလိုက်သည့်အတွက်ဒေါ်လာ20ကိုကြည့်ကြည့်ပါအောင်ဆိုရင်ဒရိုင်ဘာခေါ်ရနောက်သို့ကောက်ကောက်ပါအောင်လိုက်ရတော့တာပေါ့တက္ကစီကလည်းအချို့နေရာတွေမှာ ကီလို100ကျော်အောင်မောင်းလို့တင်းတောင်းတင်းတောင်းအလန့်သတိပေးခေါလောင်းသံထွက်တဲ့အထိအပြင်းမောင်းတော့လဲခရီးတာကဝေးကွာလှ၍ဒေါ်တော်နဲ့မရောက်နိုင်သေးတော့လဲဘေးဘီရှူကင်းကိုကျွန်တော်မှမကြည့်အောင်ဒရိုင်ဘာပဲကားဒက်ရှ်ဘုတ်အလဲတက်တဲ့ပုံမှာအင်္ဂလိပ်စာတန်းဖြင့်ဆယ်စင်း ဆယ်ပြားစီတရိပ်ရိပ်တက်နေသည့်မိတာကိုကြည့်ရင်ကျွန်တော်မှဇောချွေများပြန်နေသည်38ကျန်နှင့်ပြား၄၀ဟော့ပြား50ဟော့ပြား60စကွန်းဒေါ်လာနှင့်စင်60 78ကျန်ဖရားဖရားငါမှတ်မိတဲ့အဆောက်အဦနေရာတွေကလည်းတခုမှမရှိရောက်ဖို့ဘယ်တော့လိုသေးလဲဟာအောင်မလေးလေး19ကျပ်ပြေးသွားပြီနောက်ထပ်ငါမှုဖို့လောက်စီးပြီးရင်ကောက်ကိုရက်ခိုင်းရရင်ကောက်မလား ကရခိုင်ပြည်ဆင်းလျှောက်ရအောင်ကလည်းဘယ်သွားရမှမသိဘယ်လိုဖြစ်ဖြစ်20ဘိုးပြည့်လို့ကတော့ကရခိုင်ပြည်မှဆင်းမဖြစ်မယ်။ဒါကြောင့်ကကထပ်ပေးစရာမရှိလို့ဇော်ဇော်စီစီဈေးဥပေါင်းကြီးမှာအမင်္ဂလာပေးတဲ့ကောင်ဆိုပြီးရဲခေါ်ဖန်ခိုင်းရင်ဒုက္ခငါမှကလည်း passport ကမရှိအလိုဟိုဆိုင်ဘုံကစီရန်ကွင်းဆိုပါလားသိကြပြီဒီဆိုင်ဘုံကညကငါမြင်ခဲ့တယ်ဟော၁၉ချက်နဲ့ပြ၈၀ နောက်ထပ်ပြား20ဘိုးပြည့်ရင်တော့ဂါကိုရက်ခိုင်းရတော့မယ်ကျွန်တော်အတွေ့အပင် မဆုံးသေးဂါကကြွေကနေထိုးရက်သွား၍ဘေးကိုကြည့်လိုက်တော့မလင်းညကကျွန်တော်ထမင်းစားခဲ့တော့ဆိုင်ကွက်တီတက္ကစီကတလန်းလုံးအရာကုန်ဖွင့်ထားတော့လဲကို့အတွေ့နဲ့ကိုမွင့်ကြနေလို့ဇော်ကျွေတွေထွက်ခဲ့သည်မယခုမှနည်းနည်းသက်သာသွားသလိုရှိလို့ပြား20ဘိုးလောက်ထက်စီရကောင်းမလားလို့တောင်းမှစဉ်းစားမိသေးပေမဲ့ကျွန်တော်ပေးလိုက်တဲ့ စေရန်နရွက်ကိုယူပြီးဗျာ20ပြန်အန်းတဲ့တက္ကစီဒရိုင်ဘာကအောက်ကိုဆင်းရန်အချက်ပြနေတာကြောင့်ခြွေတာဆူဆောင်းတထေလောင်းစတိုင်နဲ့ပြန်အန်းငွေအသပြား20ကိုအိတ်ကရတဲ့ပြီးရင်ကော့ကကဘောမစင်ကရတော့တာပေါ့အစင်းမြင့်ဂျဘိုဟိုတယ်ကြီးဘော်ကိုလည်းမတက်ချင်တော့လို့အောက်ထပ်အပဝမှာအိမ်နှလုံးဖိချာပြီးတော့ရက်ဆောင်နေတော့နီဆက်ဆက်ပူပြက်ပြက်အေဂျင်ရဲ့ကားရောက်လာတာနဲ့အိမ်နှလုံးကကားနောက်ခံပါသို့တင်လို့အပြေးရှေ့ကိုလာစီပါဟု လက်ဟန်ချေဟန်ပြကညွှန်ကြားနေတဲ့အေဂျင့်အလိုတော်ကြရှေကမ်းမှာတက်စီးရပြန်တယ်လေဘယ်လိုစိတ်ကူပါပြီးချီချီမြောင်မြောင်နဲ့ရှေကမ်းမှာလာစီခိုင်းပါလိမ့်လို့လည်းမတွေးခြင်းဘဝဉ္ဇဉ်ရဲ့စံသေးတဲ့ရှုခင်းကိုလည်းမကြည့်ခြင်းမမြင်ခြင်းပဲမျက်စိကိုစုံမိတ်လိုက်တာနဲ့ကျွန်တော်နှလုံးသွေးတွေစူဝေပြီးကျွန်တော်အုံနောက်ကိုတကားလာခောက်သူကတော့မမလိုင်ပါပဲညာတော့ကမမလိုင်ရဲ့သတင်းကိုကြားခြင်းလို့တီတိုတို့တောက်ရဲ့တခုကြောင်မှရှိတဲ့ အသေးလေးတို့တော့ကကိုအသေးလေးရဲ့အစင်းမြင့်ကွင်းဒိန်နာဂေဟာမှာသွားအိတ်ဖြစ်တယ်ကွင်းနာတဲ့ဝင်ဝင်ချင်းအပေါက်ရဲ့ဘေးကလည်းမှာကိုအသေးလေးကိုရိုင်းကိုကြမနိုင်မနှင်းနဲ့အမိုက်ပုံကကောက်လာရတဲ့ဆိုတဲ့နှစ်ယောက်ထိုင်သေးရေဆိုပါကြည့်ပေါ်မှာကျွန်တော်ကအနစ်နာခံပြီးနေရာယူလိုက်တော့ကွင်းဒိန်နာရဲ့တစ်ဖက်ထိပ်မှာမွေရနှစ်ခုထပ်ပြီးကိုရဲကြီးကနေရာယူတယ်မွေရပေါ်ပက်လက်လဲပြီးမျက်လုံးပေါ်ကိုကွင်းရွက်တွေရဲ့ဖိကတ်လိုက်တာနဲ့ စီချုပ်ထားတဲ့ဒေါ်လာကြီးကိုစနုလိုက်တဲ့ကဲ့သို့တခန်းလုံးမုံတိုင်းကြသလိုဟုံတိုင်းတန်တန်ညံမစဲကြောင်းလန့်တုံလုံးဖွဲရာဟောက်တန်ကြီးပြီးရင်ကိုရဲကြီးကတော့အိပ်ရွယ်သွားပြီပဲလေဂူကနဲ့ဂွီကနဲ့အသက်ကိုပြင်းပြင်းရှူထမ်းကိုဂူနဲ့အသက်ကို ရှူထုတ်တန်တွေနေရီစီချက်ညီညီဟောက်တန်ကြီးကိုနာမခံသာအောင် ပြနေတဲ့ကြားကတစ်ချက်တစ်ချက်စီဝါဖောက်ပြီးဂူဂူဂောဂောဂန်းကန်ဆိုတဲ့တံမြန်အပိုက်ကိုဝင်လိုက်တဲ့တက္ကလာလက်ဟန်ချင်ဟန်တွေပါပါပြီး တံပြားနိုင်ရန်ကြီးကိုဒုံကနဲဒိန်ကနဲကန်ကြောက်လို့ဇီဝလိုက်ပြန်လေတော့လေကြဘိုးကြိုက်တဲ့အခါမှာပြန်အိတ်တာကမှအိတ်လို့ရလေအောင်မယ်လို့တောင်တွေးမိပြန်တယ်လို့ညီမပြည်မာရှိတဲ့ဇနီးကျော်ဇနီးအလတ်ကလည်းရေချာမြေချာတဲ့အထိသူ့လင်တော်မောင်ကို ပို့ထားတာအကြောင်းမဲ့တော့မဟုတ်ပေဘူးဆိုတာကိုလည်းသဘောပေါက်မိပြန်တယ်ဗျာကိုသေးလေးကတော့ကိုရဲကြီးရဲ့စကွင်းလွတ်လောက်တဲ့ဒလန်အကွာမှာမွေရတခုနဲ့နေရာယူပုံကလည်းစနိုက်ပါစကားတွေက မင်းသားတနတ်ပြစ်တယ်လို့မောက်လျားလေးထုတ်ပြီးခြေထောက်ကလေးနှချောင်းကနေပုံများဘကုံညင်းကိုနွားနေထားတဲ့အတိုင်းပါပဲအရွယ်နဲ့မမြအောင်ခံစားလိုက်ရတဲ့ဝေဒနာတွေကြောင့်သူခမပြက်လက်လန်ပြီးလူလူအိတ်လို့မဖြစ်နိုင်ဘူးထင်ပါရဲ့ဒါပါတော့လဲကျွန်တော်မကမမလိုင်းနဲ့ပတ်သက်ပြီးသိချင်းစားတွေရင်ပတ်ကြီးနဲ့အပြည့်ရှိနေတော့လဲသူ့ဝေဒနာကိုဘယ်လိုမှကိုခြင်းမစားပဲဇွတ်မေးတော့ခမကြီးကဝေဒနာကြားကနေအာတင်းပြီးတော့ နေဆွဲတိတိကြကြမသိတဲ့တင်ပြပြဆန်ဒီတင်းနေကလေးနေမှာမရောက်တာကြပြီဖြစ်တဲ့ပင်နီဆူလာပလာဇာကိုငါသွားခဲ့တယ်စင်ကာပူဆန်တော်ရှင်နဲ့ဆိုရင်၄နာရီကျော်ကျော်လောက်ပေါ့ကွာအဲပင်နီဆူလာပလာဇာဆိုတာကလည်းစင်ကာပူရောက်ပြီးမြန်မာတွေမသွားမဖြစ်တဲ့နေရာအဲ့ဒီမှာမြန်မာစားတောက်ဆိုင်ဈေးဆိုင်တွေအများကြီးရှိတယ်ညီညီတက်ကနေငါလွှာအထိကမြန်မာဆိုင်တွေကြီးပဲသူ့အပေါ်ခုံမိုးမှာ ကားပါကင်ရှိတယ်ကားတွေကိုဓာတ်လေကနဲ့တင်တာချတာကွာ က်လေကကနှစ်ခုတောင်ရှိရှိအဲ့ဒီလောက်အသေးစိတ်ပြောဖို့မလိုဘူးကိုသေးလေးမမလည်းနဲ့တွေ့ဖို့တွေ့နေတာပြောအေးပါကွာမင်းဘုသူဒ္ဓရောက်အောင်လို့ငါပြောနေရတာပါဘုဒ္ဓတရားအစဉ်ကိုရောက်ရောက်ချင်းကိုသေးလေးနဲ့တခန်းတည်းအိတ်ခဲ့တာတော့မှဘာဘုသူဒ္ဓမှမရှိပဲနဲ့တကယ်နယ်လယ်ဘိန်းတုံးအတ္တိအတ္တမဥမလဲဘာမသိညာမသိတောသားရဲ့ဆွဲထုတ်ရပြီရပြီအဲ့ဒီအခန်းကိုကြော်ပြီးပြော တပိမကောင်ဆရာကောင်ဆိုသလိုမင်းကြောင့်ငါပြောခံရမှာဆိုလို့ညညောင်ယိုးနာနေတဲ့ကြားကလေးကအတင်းပြီးပြောနေတဲ့ငါရဲ့စေရနာကို ဟုတ်ပါပြီကျေးဇူးတင်ပါတယ်ဘုသူရတွေကို နောက်မှပြောညညောင်ယိုးနာပါတယ်ဆိုမှမင်းကစွတ်ကဲကဲအဲ့ဒီပင်နီဆူလာပလာဇာကြီးက24ရက်လောက်ရှိတယ်အပေါ်မှာရုံးခန်းတွေတင်နန်းခန်းမတွေအများကြီးရှိတယ်လို့ညကြီးတွေမှလည်းဖူးစတောလို့ခေါ်တဲ့စားသောက်ဆိုင်တွေအများကြီးပဲ အဲ့ဒီအထက်မှာအင်္ဂလိပ်စားတော့ဆိုင်ကတော့နာမည်ကြီးဆုံးမြန်မာစားတော့ဆိုင်ပေါ့ကွာစားလုံးနဲ့နိုင်ငံသားတွေတောင်လာစားကြတာများလို့ဇပွဲကွန်ကိုမနဲ့လူထိုင်ရတယ်ဒါပေမဲ့ကွာတိပချက်ဆိုပြီးဆေးရခိုင်နှုန်းအပူဆောင်ပေးရတော့ဈေးနည်းနည်းကြီးတယ်လို့ပဲမမလိုင်ကိုအဲ့ဒီမှာတွေ့ကြတာလားမင်းကသိမလို့နဲ့လေကွာဝေဒနာကြကအတင်းပြီးပြောနေရတဲ့ငါရဲ့ဒုက္ခကိုစာနာပါဦး ဒီကြတဲ့ဘေးနားမှာကပ်ပြီးမိသက်ကလိုအော်အော်ဆွဲနေတဲ့ဖူပါကြီးရဲ့အတန်ကတမျိုးကွာအေးအေးငါဘယ်ရောက်သွားပါလိမ့်ဟုတ်ပြီငါကတော့ပင်နီဆူလာပလာဇာရဲ့မြင်းကြီးတက်ကကိုမောင်မြင့်ဆိုင်မှာပဲထိုင်ပြီးလက်ဖက်ရည်တောက်လိရှိတယ်အဲ့ဒီမှာကန်းကုံလို့ရေထဲရောက်နေတဲ့တင်မောသားတစ်ပိုင်းယောက်ျားရင်းကြီးတွေရဲ့စုရက်လေကွာလူတွေအဆုံတွေ့ရတာပေါ့အသက်ကရက်တောင်ကမ်းရတော့မယ်အရွယ်ရောက်နေတဲ့ကိုဝင်းမြင့်တိတယ်မဟုတ်လားဘယ်သူကမြောက်ပေးထားလဲမသိပါဘူး ဝင်းဦးနဲ့တူတယ်ဆိုလို့ကွာနှုတ်ခမ်းမွေးကြီးတသသလုံနေတာအမတ်တမဲ့သာကြည့်လို့ကတော့ဟင်းအိုးကိုဖွင့်စားနေတဲ့ကြောင်စုံကြီးတိုင်းပဲဒါပေမဲ့ရှော့တော့မတွက်နဲ့ဆရာကြီးဝယ်လိုက်ရင်အယောင်နုနု3 quarter ပေါင်းမီနဲ့ sport shirt အကောင်းစားနဲ့ကျွတ်မော့နေတာများသူ့သားအကြီးကောင်တော့သူ့အဖေကိုဝင်းမြင့်လောက်ဝယ်ရဲစားရဲမှာမဟုတ်ဘူးဝတ်ပုံစားပုံကတော့လူပြိုရှုံးတယ်ဟော ကိုဝင်းမြင့်ရဲ့ညီကိုအေးထွန်းကြတော့ရောရုပ်ကလေးကရန်အောင်လိုလိုဘာလိုလိုနဲ့ပြူတိုင်းကြိုက်တဲ့နှင်းစီကန်လေးအတိုင်းပဲဒါပေမဲ့ငငယ်ရွရွနဲ့တနာစရာပါကွာသူ့မှာယောဂါတခုဆွဲကပ်နေတယ်ကွာဘာယောဂါလဲအေးကြိုက်သွားတာလားအဲ့ဒီယောဂါကပြောက်အောင်ကုမရဘူးဆိုပေမဲ့ယောဂါပိုးတက်အောင် တားထားတဲ့ဆေးတွေပေါ့နေပြီလေဗျာအဲ့ဒီဆေးတွေကြောင့်သိကျင်ရင် ဖဲဝင်းကုမ္ပဏီကကိုသက်ခိုင်ရဲကြီးနဲ့ဇော်မင်းတို့ကိုမေ့ကြည့် ခမရတဲ့ငွေချင်းကိုကင်မွန်ကတော့မှအဲ့ဒီလိုဆေးတွေမှာအိန္ဒိယကလာတဲ့ဆေးကပိုပြီးမိုက်တယ်လို့ပြောနေတာပဲကိုအေးထွန်းယောဂါကတမျိုးกว่าရေတောက်လို့မရတဲ့ယောဂါဟောဗျာသူ့ယောဂါကဆန်းလာကြည်လားရေတောက်မရတော့သူကဘာကိုတောက်ပြီးအသက်ရှင်နေရတယ်ဗျာခမရမှလည်းတနာစရာပါကွာရေတောက်မရလို့ဘီယာကိုတောက်ပြီးသူ့ကျမ်းမာရေးကိုသူပြုစုပြုထောင်နေရတော့တာဗောရေတောက်မရလို့ဘီယာတောက်နေရတဲ့ယောဂါနဲ့မမလိုင်ကဘယ်လိုပတ်သက်နေလို့လဲ မင်းမမလိုက်နဲ့မပတ်သက်ပေမဲ့ဒီကိုရောက်နေကြတဲ့မင်းရဲ့အပေါင်းအသင်းမိတ်ဆွေတွေမှဆွဲကပ်နေတဲ့ထူးထူးဆန်းဆန်းယောဂါတွေကိုမင်းသိထားတဲ့ထင်လို့ပါကွာတချို့တချို့တွေဆိုငါမမြရမနေနိုင်ရွှေမကျင်ရမနေနိုင်ဖားမရက်ရမနေနိုင်တဲ့ယောဂါကြီးတွေနဲ့ကွာအင်းအင်းဖားရတဲ့တဲ့ရင်ကတော့မြမပြီကတောင်ကြရတယ်ဒီနိုင်ငံမှာဖားရစရာလက်ခွက်တွေဘာတွေရှိလို့လားဒီမှာရိုက်တဲ့ဖားကလက်ကတင်းရိုးပေါ်မှာကျွန်းထိုးနေတဲ့ဖားမဟုတ်ဘူးဟာ သမောသားနဲ့ကာပွဲသားတို့ရဲ့စကားနှစ်ခုကို ပေါင်းစည်းပြီးထွန်ခေါ်ထားတာမျိုးမင်းနားလည်အောင်ရှင်းပြရရင်ဟိုးအရင်အရင်နောင်တော့နောင်တော့မြန်မာသမောသားကြီးတွေကကဘာပတ်ကြတဲ့တကလာသူတို့တွေကြုံတွေ့ခဲ့ရတဲ့နိုင်ငံပေါင်းများစွာလူမျိုးပေါင်းများစွာကိုအချင်းချင်းသာသိတဲ့ဗန်းစကားနဲ့ပြောဆိုသုံးဆွဲကြမယ်ပြင်တော့ကိုယ်လူမျိုးချင်းချင်းကိုအဖို့နဲ့ကထိုက်တန်အောင် ရွှေလို့သမုတ်တယ်လို့ကဘာတလောကနိုင်ငံနဲ့လူမျိုးများစွာကိုတော့ မြန်မာအခရာဘီ33လုံးနဲ့အဆက်အဟတ်တက်အောင်တီထွင်ခေါ်ဆိုကြတော့ဥပမာနည်းပြောရရင်ကွာဂျပန်နိုင်ငံဂျပန်လူမျိုးကိုဂငယ်ဗီယက်နမ်ဆိုရင်ဘတ်ထိုက်ဘင်္ဂလားဒေ့ရှ်ဆိုရင်ဘာကုန်းမလေးရှားကိုမအင်ဒိုနီးရှားကိုအစင်ကာပူကို စာလုံးအဲ့ဒီလိုခေါ်ရင် ဖောက်ထုတ်လို့ခေါ်တဲ့ဖိလစ်ပိုင်မာလေးတွေကြတော့လှလဲလှရင်းလင်းရင်း ကဲလေကဲသလိုဗိတိရှာစကားကိုလည်းကျွမ်းကျင်ကြတော့သူတို့နီးတူဗိတိရှာစကားကိုလဲလေပတ်ပတ်ပြောတတ်ဆိုတတ်ယုံမကပုပ္ပမုံစပရစေရနာသုံးတန်ပြက်ပြက်သားသားနဲ့နှမျောတွန့်တုံမှုမရှိဘဲအပေအကန်းရေရောကြတဲ့ငါတို့ရွှေတွေအဖို့တော့ခွင်းငက်နဲ့လေဒီရှူးအပြက်လိုလိုက်မလိုက်ပေါ့ကွာအဲ့ဒီလိုဖောက်ထုတ်မလေးတွေနဲ့ရွှေမျက်နာတော့ တစ်ချက်မညှို့ရအောင်ထက်တန်တဲ့သရတရားနဲ့ပီးရင်ကန်ရင်သွားအတူစားအတူဟိုဟာအတူဒီဟာအတူခွဲမရအောင်ကဲကျင်တိုင်းကဲကြတဲ့တကလာဝမ်းမြောက်ရှင်မြူးလွင်းလို့ကာပွဲစားတွေနဲ့ရိုက်စားစကားတွေကရိုက်ကိုယူပြီးဖောက်အုပ်ထုတ်ကိုလည်းဖားလို့စလုံးပြောင်းက ဖားရိုက်တယ်လို့တင်စားခေါ်ကြတာပေါ့တကယ်တကယ်တော့ဘယ်သူကဘယ်သူကိုရိုက်တယ်လဲဆိုတာခွဲခြားလို့ကိုမရပါဘူးဘုတော့ရာတလက်စားလည်းဆက်ပြီးပြောရရင် ကိုလူမျိုးချင်းချင်းရွှေရွှေချင်းတောင်အလွတ်မပေးပဲတွဲကြခဲ့ကြတာကိုလေရွှေကျင်တယ်လို့ခေါ်တယ်လို့တရားဝင်ခွင့်မပြုပေမဲ့လွေလင်းတကူဝယ်လို့ရတဲ့ငါလို့ခေါ်တဲ့ချောင်းဆိုးပြောက်ဆေးရီကိုပင်မနာကစလို့အကြောင်းမျိုးစုံပြပြီးသုံးဆောင်မိဝဲတာကိုလေငါများတာလို့ခေါ်တကွအော်မလေးဗျာအလှပစကလုံးစကဆန်းတွေကပိုးကြွယ်ဝလွင်းလို့မြန်မာစကားကိုမြန်မာလိုနားလည်အောင် မြန်မာစကားပြောကျူရှင်ပြန်ယူရမလို့တောင်ဖြစ်နေပါဗောလား gain ဒီမြန်မာစကားဟောဟာရဒီပဏီကို အသာထားလို့မမလိုင်းအကြောင်းလေးများကြားပြစီလားခင်ဗျာ gain gain မင်းစင်ချက်တာအော်မမလိုင်းအကြောင်းပြောရရင်သူ့ကိုငါတွေ့တာပင်နီဆူလာပလာဇာကလေးလွာမှာရှိတယ်လွန်ဟင်းထရေဒင်းလွန်ဟင်းဆိုင်မှာကွာဆိုင်ပိုင်ရှင်ရဲ့နာမည်ကဒေါခင်ဝင်းညိုတဲ့အသက်ကငယ်သေးပေမဲ့ငါတို့ကတော့လေးစားသမှုပြုတ်ပြီးအန်တီညိုလို့ခေါ်ကြတယ် သူ့ဆိုင်မှာလာစင်ထုတ်မဂ္ဂဇင်းအစုံရှိတယ်။နိုင်မြကြီးဝိထုတွေကိုလည်းငှားလို့ရတယ်။မြမပြေကပစ္စည်းမျိုးစုံကိုလည်းဝယ်လို့ရတယ်။လိုင်းဖုန်ကတ်ကစလို့ဖုန်ကတ်မျိုးစုံလည်းရတဲ့အပြင်အန်တီညိုကသဘောလည်းကောင်းတယ်။လူတိုင်းကိုလည်းကူညီလေးရှိတယ်ကွာ။ကိုသေးလေးကျွန်တော်မေးနေတာကမမလိုင်းအကြောင်းလေးဗျာ။ဘယ်လာကြောင်ကြော်ညာလူဝင်နေတာတော့။အေးပါအေးပါမင်းသိချင်တဲ့မမလိုင်းအကြောင်းကရောက်တော့မှာပါကွာ။ အခုကအန်တီညိုသဘောကောင်းတော့သူဆိုင်ကဖုံးကတ်တွေငါအကျွေးဝဲထားတာမဆက်ရသေးတာသတိရပြီးကြောင်ညာဝင်သူလိုဖြစ်သွားတာပါကွာဒါပေမဲ့ဖုံးကတ်ဆိုတဲ့အကြောင်းကိုမင်းကိုအရင်ရှင်းပြရအောင်မယ်ဒါမှမမလန်ရဲ့ဇလန်းကိုမင်းပို့ပြီးသဘောပေါက်ပါဟန်ဖုံးလုံးလုံးကိုမင်းဝယ်ပြီးဆိုပါစို့သုံးလို့ရတဲ့မော်ဒယ်အနှိမ့်ဆိုရင်340ပေးရတယ်လို့အဆင့်မြင့်ရင်ထောင်ကျော်တဲ့အထိရှိတယ်အဲ့ဒီဖုံးမှာလိုင်းနံပါတ်မပါသေးဘူးလိုင်းဖုံးသဘောမျိုးသုံးကျင်ရင်လိုင်းဖုံးကတ်မျိုးစုံရှိတယ် 26ချက်လောက်ဆိုမိနစ်30လောက်အလကားပြောခွင့်ပေးတဲ့ကတ်တွေတောင်ရှိတယ်။လိုင်းဖုန်းမျိုးပဲနဲ့ရိုးရိုးဖုန်းနံပါတ်ဖုန်းကတ်ဝယ်ရင်တော့လေဈေးမျိုးမျိုးတော့ရှိတာပေါ့ကွာ။ဖုန်းနံပါတ်ဝယ်ပြီးလို့ကတ်ကိုဖုန်းထဲမှာထည့်ပြီးရင်မင်းပိုက်ဆံတက်နေတဲ့လောက်ပြောလို့ရတယ်ဖုန်းဆက်ခွင့်ကတ်ဝယ်ရတယ်။စီလိုင်းရင်းတို့ရွှေမြမာတို့တော့ပတ်ကတ်တို့ကတ်မျိုးစုံရှိတယ်။ရှိချက်ကနေ30အစိတ်စသည်ဖြင့် ကိုနိုင်တော်ဝယ်ပြီးအဲ့ဒီကက်ထက်မှာပါတဲ့နံပါတ်တွေကိုကို့ဖုန်းထဲကခလုတ်တွေနဲ့နှိပ်ပြီးနံပါတ်သွင်းလိုက်တာနဲ့ရှစ်ချက်ဖို့၁၀ဖို့ခေါ်ပြောလို့ရပြီကက်နံပါတ်တွေကိုကို့ဖုန်းထဲသွင်းတဲ့ကိစ္စမှာလေဘယ်လိုထည့်သွင်းရပါမလဲလို့တွေးပြီးပူစရာမလိုဘူးဈေးပွားရေးဈေးွက်ကိုအမြင်ကျေထားတဲ့ကုမ္ပဏီကြီးတွေကကက်တွေမှာမြန်မာလိုရေးပေးထားသလိုသူတို့ပြောတဲ့အတိုင်းနံပါတ်တစ်ခုကိုနှိပ်လိုက်တာနဲ့မြန်မာစကားကံပြည်ပသက်သက်ကြီးနဲ့ဖုန်းထဲကိုနံပါတ်ထည့်သွင်းပြီးပြောပြပါလိမ့်မယ်ကဲမလွယ်လား မင်းကရှိချက်တန်ဝယ်ပြီးဖုံးထဲမှာနံပါတ်သွင်းလို့ပြောဆိုဆက်သွယ်ရင်ရှိချက်ဖို့ကုန်သွားရင်နောက်ထပ်ကတ်ဝယ်ထက်ပေါ့အလုရှုမကန်နိုင်လို့ငွေပါတတ်နိုင်ရင်တော့တခါတည်းနဲ့သုံးလေးကတ်သာဝယ်ထက်ထားလဲရတာပဲပေါ့ကွာအဲ့ဒီနေ့ကငါဖုံးထဲမှာပိုက်ဆံလက်ကျန်နေနေလို့ဖုံးကတ်ဝယ်ရအောင်အန်တီညွတ်ဆိုင်ကိုသွားတာဆိုင်ရဲ့ဝန်ပုံသားမှာမင်းရဲ့မမလိုက်နဲ့တက်တဲကြီးကိုတူးတာပဲဟေဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာထူးဆွေအောင်ဤဟာတာဝိတုတဘုတ်ဖြစ်တဲ့ စာလုံးရေးစာဆိုတဲ့ဟာတာဝိတုစာအုပ်ကိုအပိုင်း၆နေဖြင့်ဆက်လက်ဖတ်ပြလင်းဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေတူလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေလည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း၇မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်ထင်ပါခင်ဗျာ